မျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာလို့လှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နိရုဒ္ဓာတဲ့မျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့မျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ်တာမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားစရာကစိတ်နဲ့ကန်းနဲ့မိသားစုတောင်းချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးဘုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ် ဝတ္တရားကြည့်ဖို့လို့ရပေါ့အိမ်မှာနေပြီမဲ့လို့ဝတ္တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလို့တဲ့အဲ့ဒါအဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် အဲဒါရဲ့တကြတဲ့မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့လင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဟိုတရားချေပြမှုရှိတယ်ဝတရားချေပြွန်စွာ နေထိုင်တယ်တတချက်နော်ဝတရားကြည်ပြောနာအဲ့ဒါဝတရားကြည်ပြောနာတဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတရားကိုကြည်ကြည်ပြောလုပ်ပြီးတော့မေတ္တာနဲ့နေထိုင်တယ်နောက်တစ်ခုကပါလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ ဆိုရောက်ခမဗောလေးခုခဲ့တယ်ဗျ။အဲ့နောက်မဲ့ရမိဘတွေသူကိုးဝယ်တဲ့ဖာသာအဲ့ရအရေးပေါ်မှာသူကတလေတစားဟိုတရားချေပြွန်စွာဆောင်ရဲ့ပေးတယ်။ဒါတခုဒါဒုတိယမြောက်ခုတို့ဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးဗျာတရားနော် ဟိုတရားကြည်ပြန်စွာဆောင်ရတယ်နံပါတ်3ကအိမ်မှုလုပ်ငန်းအနေနဲ့ပတ်သက်လာတဲ့ခါမှာသူဟာလှုပ်တတ်တယ်၊ကိုင်းတတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလှုပ်တယ်ပြောပါဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲကြွလားဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ တဲ့သူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလုံသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လုံရင်လုံသလိုမလုံရင်မလုံသလိုခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုလုံမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းဒါခွဲခြားပြီးတော့သူတို့ကိုပြေးတဲ့ကံနဲ့မလုံတဲ့လူစုပြေးတတ်မေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင် နေဝန်ကထောင်းတယ်မသာရှိလို့ရှိရင်သူ့ဆေးဝါးကိုတပေးတယ်ပေါ့ကိုရင်ကလူတွေကနော်နေနေမကောင်းတယ်မသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူ့နဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတ်တယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမြခွဲဝေပြီးတော့ပေးတယ် ဒါနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ ငွေကြေးတနစဥ္စပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာသေးသေးချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့စီးတဲ့ရေဩခန်းနဲ့ကတဲ့ဆိုအလုပ်ပေါ့စီးလာတဲ့ရေတွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လဲတဲ့မှာရေသွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြတ်မှုမရှိအောင် तू က စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်နောက်ဘက်စနီးသည်များလိုက်နာကျင့်တော်ရတဲ့တောင်းဝတ္တရားပဲဒါသူရဲ့တောင်းဝတ္တရားကိုသူခြေပြောင်းအောင်လုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတ္တရားခြေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီး မဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြမြတတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ မနာဘကဟိကနတ်သမီးဖြစ်ဘူးဒါကြတော့ဘာသာရေးဘက်ကဆက်နိုင်လာပြန်နော်ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရားန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိတန်ခါန္တရဏကိစ္ဆာမိရှရဏသုံးပါးကိုကိုးွယ်စိကတ်သူဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘယ်လိုလုပ် ဘုဒ္ဓံတရဏံကိစ္ဆမိဓမ္မံတရဏံကိစ္ဆမိသံဃံတရဏံကိစ္ဆမိဘုရားတရားတန်ကကိုယ်ွယ်တိုက်တဲ့ယရဏပြာကိုကိုယ်ွယ်နေစကတဲ့တရဏဂုံတီးတယ်ဗောဆိုလို့တယ်နံပါတ်6အဲ့ဘုရားဝဒမဟုတ်ရင်တော့ဘုရားတရဏံကိစ္ဆမိဓမ္မတရဏံကိစ္ဆမိသံဃံတရဏံကိစ္ဆမိတော့ပါမှာမဟုတ်ဘူးသို့တော့ သူကိုးွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့ထိုင်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးွယ်တယ်ဆိုရင်တော့ထိုင်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့ရသူတို့လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြတော့ဘာလို့ဆိုကိုချင်းသီလနဲ့ပြည့်စုံတယ်အဲ့ဒါတော့သီလပဲရောက်လာအဲ့ဒီကိုချင်းသီလဆိုတော့ဘာသာကြပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းသီလဒီကိုချင်းသီလကတော့ရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ် ကာမိတုမေသစရာရှောင်ရမယ်၊ဘုဒ္ဓဝရရှောင်ရမယ်၊သူရမေရရှောင်ရမယ်။အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင်သူကဒုစရိုက်ပဲဒိဋ္ဌာ။နော်။တော့ကမှရာဇဝမှုဖြစ်တာပဲ။လူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူး၊သူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိရတာခွဲတာ။ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူလူပဲပါဏာတိပါဒဖြစ်တာနော်